စွန့်ဝင်ခုံးနဲ့မိစ္ဆာဘီရင်ညီနောင်သုံးပေါ်ဒီဇာကကထွက်တာသိမ့်မကြသေးတဲ့ဝူခုံးရဲ့ဇာကအစ်စ်ပါ ဇလိုင်းရဲ့အဆမှာလူမျိုးစုတစ်ခုကထူးဆန်းတဲ့မိစ္ဆာတကောင်ကိုဖမ်းဖို့ကြိုးစားနေခဲ့ပါတယ်။သူ့ကိုအဲ့ဒီလူမျိုးစုကောင်းဆောင်ရဲ့တမိဖြစ်တဲ့သူနဲ့မျှပြီးထောင်ချောက်ဆင်ဖမ်းဖို့လုပ်နေရင်ကနောက်ဆုံးမှာမိစ္ဆာကလွတ်မြောက်ပြီးလူမျိုးစုကောင်းဆောင်ကိုမိစ္ဆာကခုံအုပ်လိုက်တာကြောင့်လူမျိုးစုကောင်းဆောင်ကအသက်ပေးလိုက်ရပါတယ်။ဒါနဲ့ပဲအဖေလုပ်တဲ့ကောင်းဆောင်တည်သွားတာကြောင့်ကောင်မလေးကအဲ့ဒီလူမျိုးစုရဲ့ကောင်းဆောင်အဖြစ်ဆက်ခံလာရပါတယ်။အဲ့ဒီနေရာအဲ့ဒီရက်ဒေသကိုအနောက်ရက်ကိုသွားနေတဲ့ဆရာတော်နဲ့ဝူခုံတို့ရောက်လာပါတယ်။ဝူခုံကသူ့စွန်းနဲ့တိန်စီးပြီးသွားလို့ပါကျဲကဆရာတော်ကိုလှမ်းတိုင်လိုက်ပါတယ်။ ဒီခီးကအပင်ပန်းခံသွားရမယ့်ခီးမျိုးဝူခုံးအနေနဲ့တနောက်တသက်လိုက်ပါဝင်မရှိပါဘူးတကယ်သာဝူခုံးသွားခြင်းအနောက်ရက်ဆိုတာဝူခုံး၃ချိန်ခုံတာလောက်ပဲရှိပါတယ်ဝူခုံး၃ချိန်ခုံရင်ကိုယူဇနာပေါင်း900အထိရောင်းနိုင်တာကြောင့်ပါဒါကြောင့်ပဲဆီယာရော်ကလန်းစင်းလျှောက်ခိုင်းပါတယ်ဝူခုံးနဲ့ဆီယာရော်ကတောင်နှလုံးကိုကူးထားတဲ့တရားလေးကနေအဲ့ဒီရွာကိုအရောက်သွားခဲ့ပါတယ်ရွာကိုရောက်ချိန်မှာဆီယာရော်တို့ကိုအဲ့ဒီရွာကပေးမွင့်ပါဘူးသူတို့ရွာလေးကမိစ္ဆာတန်ကိုအတော်လေးခံနိုင်ရလို့ပါ ဒီမှာပဲဆရာတော်ကသူတို့ပဲ၃ယောက်ယောက်ကမိစ္ဆာပုံပေါက်နေပြီမဲ့ဘုံကြီးတွေဆိုတာကိုရှင်းပြပါဗါတယ်ဒီတော့မှခေါင်းဆောင်မင်းကလေးကပေးဝင်တယ်မဝင်တယ်စဉ်းစားနေတော့သူတို့ယောက်ကိုဒုက္ခပေးနေကြချင်းသိမိစ္ဆာကြီးယောက်လာပါဗါတယ်ချင်းသိမိစ္ဆာကဝူခုံးကိုတီနေပြီးဟွာကူးတောင်မှာမြောင်မင်းအစင်းလောက်ကဆိုပြီးအထင်သေးတဲ့ပုံစံနဲ့ပြောတော့မှဝူခုံးလည်းဒေါသထွက်သွားပြီးစတဲ့တိုက်ခိုက်ပါဗါတယ်ဝူခုံးကဒီမိစ္ဆာကို၂ကွက်၃ကွက်လောက်ပြပြီးတိုက်ခိုက်တာကိုမြောင်ဝါးထင်နေမြင်တော့မှမင်းကလေးလည်းသူတို့ယောက်ကိုဝင်ဖို့တကားဖွင့်ပေးလိုက်ပါဗါတယ်အဲ့ဒီပြင်စာတော့ဖွေရရင်းနဲ့ပါတဲခင်းဧကံပါတယ် ပါကျဲကစွတ်စားနေလို့အဲ့ဒါကလေးခြေတော့ကိုပုံပြောင်းထားတာဆိုပြီးစားလိုက်လို့ဘသူမှမစားရတော့ပါဘူးမစားရတာလည်းမစမ်းပါဘူးခုခုံးမှာမှန်တရားကိုမြင်နိုင်တဲ့မိတော့မျက်လုံးရှိနေတာပေါ့အဲ့ဒီမှာစားတော့ရင်စကားဝိုင်းမှာတီးလိုက်ရတာကမိစာတွေကိုအုပ်ချုပ်တယ်မိစာကောင်းတော့ညီနောင်သုံးမော်ရှိပြီးအဲ့ဒီသုံးမော်ကခုနကလာတဲ့ချင်းသေးနဲ့စင်ငှက်တို့ပဲဖြစ်ပါတယ် တကယ်တော့အဲ့ဒီမိစ္ဆာ၃កောင်ကတရုတ်ထဏာရီလာမိစ္ဆာ၃កောင်အဖြစ်အရင်ထဲကရှိပြီး1986မှာထုတ်လွှင့်ခဲ့တဲ့မူလဝုခုံစကားမှာလည်းဒီညီနောင်၃កောင်ကပါခဲ့ဘူးပါတယ်အကြောင်းဆုံးတည်သွားတဲ့အချိန်မှာပဲဝုခုံကမတင်ကားစရာလူတစ်ယောက်ကိုတရီထားမိသွားပါတယ်တကယ်တော့သူကနတ်မင်းကြီးဆီလို့လိုက်တာဖြစ်ပြီးဒီမိစ္ဆာ၃កောင်ကိုဝုခုံကိုရှင်းပေးစေချင်တာပါဝုခုံကလည်းနတ်ပြည်မှာနတ်စစ်တီ၄သိန်းရှိတာသူလုတ်ပေးစရာအကြောင်းမရှိဘူးလို့ပြန်ကန်ထုတ်လိုက်ပါတယ် ဒီတော့အထောက်တော်ကြီးကကောင်းကင်ကိုတတ်မွေဘူးတဲ့ဝူခုံလောင်ဘသူကမှစွမ်းမမလဲဆိုပြီးမြှောက်ပြောပြီးစီးရုံပါတယ်ဝူခုံကလည်းဘူးဆိုဖယုံမသိဘူးသူ့တော်ဝင်ကဆရာတော်ကိုကူညီဖို့ပဲဖြစ်လို့မရဘူးလို့ပြောပါတယ်ဒီမှာအထောက်တော်ကြီးကဆရာတော်ကိုသွားပြီးအပူကပ်ပြန်ပါတယ်ဆရာတော်ကပါကျန်းစာပင်ကိုနောက်ကျမှစိုးတယ်လို့ပြောတော့အထောက်တော်ကမိစ္ဆာတထောင်စီဝေးပွဲရှိလို့သတိထားပြီးသွားလာပါလို့သတိပေးပြီးမရတတဲ့အစုံနှက်ပြီကိုပြန်သွားပါတယ် အထောက်တော်ပြန်သွားတဲ့နောက်လူမျိုးစုကောင်းသောကောင်မလေးနဲ့ဂျန်နဲ့သူတွေအားလုံးကပါတောင်းပန်လာကြပါတယ်လူမျိုးစုကောင်းသောကောင်မလေးကသူ့အမကိုစင်မိတ်စာကဖမ်းခေါ်သွားတာကြောင့်အမနဲ့သူ့လူကိုကယ်ကျင်းတဲ့အကြောင်းပြောတော့ဆရာတော်လည်းတလုံစားမှုသူကျေးဇူးမှုကယ်ပေးဖို့အတွက်သူ့တပည့်တွေကိုပြောလိုက်ပါတယ်ဒီလိုနဲ့နောက်နေ့မနက်မှာဝူခုံပါကျင်းတဲ့ကောင်မလေး၃ယောက်သာမိတ်စာတွေရှိရာကိုထွက်လာခဲ့ကြပါတယ်ဒီလိုနဲ့လမ်းမှာမိစ္ဆာတထောင်တွေးဆုံဘွယ်အတွက်လူသားတွေကိုဖမ်းလာတဲ့ခွေးရမိစ္ဆာနဲ့စုံပါတယ်။ဒါနဲ့သူတို့လည်းမိစ္ဆာတွေဖြစ်လို့ အဲ့ဒီပွဲတက်ဖို့လာရင်လမ်းပြောက်နေတာဆိုဘူးခုံးကရွှေ့လိုက်ပါတယ်။ဝူခုံးနဲ့ပါချက်ကမိစ္ဆာပုံစံပေါက်နေပြီမြဲ။ကောင်မလေးကတော့မိစ္ဆာပုံစံမပေါက်ပါဘူး။ဒီမှာခွေးရမိစ္ဆာကလူနိုင်ရလို့ကောင်မလေးနားကတ်သွားချိန်မှာဝူခုံးကသူ့အစွမ်းနဲ့ကောင်မလေးကိုအမိထုတ်ပေးလိုက်ပါတယ်။ပြီးတော့ကောင်မလေးကိုမြေခွေးမလေးလို့မိတ်ဆက်ပေးလိုက်ပါတယ်။သူနဲ့အတူလိုက်ခဲ့ဒီတော့လမ်းပြောက်နေရင်သူနဲ့အတူလိုက်ခဲ့ကိုပြောပြီးညီနောင်သုံးဖို့ရှိတဲ့ကူစီကိုသွားပါတယ်။ကူလေးရောက်တော့ရွာသားတွေကိုဖမ်းလာတာတွေ့ရပြီမြဲ။ခေါင်းဆောင်ရဲ့အမားကိုတော့ရှာမတွေ့ခဲ့ပါဘူး။ အဲ့ဒီချိန်ဝူခုံးကခွေရကိုမေးသွားအောင်လုပ်ခဲ့ပြီးသူကခွေရပုံစံနဲ့ညီနောင်သုံးဖော်ရှိတဲ့စီကိုအယောင်ဆောင်ပြီးသွားပါတယ်။ဒါပေမဲ့ညီနောင်နှစ်ဖော်ကိုသာတွေ့ရှိခဲ့ပြီးတယောက်ကတော့ခီးလုံနေလို့မတွေ့ခဲ့ရပါဘူး။ဝူခုံးလည်းညီနောင်နှစ်ဖော်စီကစကားတွေအေးရင်နောက်ဆုံးချင်းသေးကဝူခုံးမှန်းရင်ပြီးသွားပါတယ်။ဒီလိုနဲ့သူတို့တိုက်ခိုက်ကြတဲ့အချိန်ချင်းသေးတကောင်တည်းလုံးကတော့ဝူခုံးကိုမနိုင်သလိုဆင်းနဲ့ပေါင်ချတော့လည်းဝူခုံးကိုမရှင်းနိုင်မြန်ပါဘူး။သူ့ဟာသူတိုက်ခိုက်နေတဲ့တုန်းကအစဉ်ပြေပေမဲ့ပါကျဲလာကူမှာပဲသူ့ကိုဆင်းကနှမောင်းနဲ့ဆွဲသွားတာကြောင့် လိုက်ကူကချင်းသေးကပါဇက်ထဲထည့်လိုက်လို့ပါဇက်ထဲထိလိုက်ရနဲ့အလုတ်ရှုပ်ကုန်ပါတယ်ချင်းသေးပိုက်ထဲမှာဘူဟောကအစိုင်းနေရန်တွေကိုသူ့ရဲ့ဒုံနဲ့လိုက်ရိုက်တာကြောင့်ချင်းသေးမိတ်စာလည်းဘိုက်တွေမခံမရနိုင်အောင်နာတာကြောင့်ပါဇက်ထဲကပြန်ထွက်လာဖို့တောင်းမရင်အရှုံးပေးလိုက်ရပါတယ်နောက်ပြီးမိတ်စာတွေကလူတွေကိုတတ်မစားတော့ပါဘူးဆိုတဲ့ဂရိပါပေးလိုက်ရပါတယ်ဒီလိုနဲ့ရွာသားတွေကိုအကယ်ပြီးအပြန်လမ်းမှာဆင်မိတ်စာကတကယ်စင်မွန်သံပြောင်းပြီးတော့စီးရောရင်အဖြစ်နဲ့လိုက်ဖို့ပေးခဲ့ရပါတယ်ဒါကိုခကြီးကပြန်ရောက်လာတဲ့ငှက်မိတ်စာကမကျေနပ်ပါဘူးသူကညီအောင်သုံးဖို့တယ်မှာအငဲဆုံးဖြစ်မိမယ်အင်အားကြီးဆုံးနဲ့အစွမ်းထက်ဆုံးမှာ နောက်တရက်ညမှာတော့ညီငယ်ဆုံးပြန်အောင်လာပြီးဖြစ်သလိုသူတို့အနေနဲ့သူတို့အမားအတွက်ဆရာတော်ကိုဖိတ်ပြီးဧည့်ခံရင်တရားနာကျင်တယ်လို့ညံစင်ပြီးလာခေါ်ပါတယ်။ဒီတော့ဦးခုံးကဆရာတော်တော့မထည့်နိုင်ဘူးငါလိုက်မယ်ဖြစ်လာမေးတော့ဖြစ်ပါတယ်ဆိုပြီးဦးခုံးကိုပဲဖိတ်သွားပါတယ်။တကယ်တော့ဒါတွေအားလုံးကငယ်ဆုံးဖြစ်တဲ့နှမ့်မိတ်စာရဲ့အကျံစီတွေပါ။ဦးခုံးရောက်လာတော့ဧည့်ခံတဲ့ခင်ပြီးသူတို့အမားတွေကိုတောင်းပန်တယ်လို့လည်းစီရောက်ပါတယ်။နောက်ပြီးဒီလူသားမန်ဆရာတော်ကိုမင်းတို့နာမည်ပွဲရတာတဲ့သူကစောက်ရှောက်နေရတာမရှက်ဘူးလားမင်းကောင်းကကောင်းဆုံးမဟုတ်ဘူး။ လေဘကြီးမင်းကိုဆီယာရောရဲ့အိမ်ဝတ်တရိတ်ဆန်လို့သဘောထားရတာဆိုပြီးဆီယာရောနဲ့ကိုကောင်ကြမှာတွေးခွဲပါတယ်ဒီတော့မင်းကမသိကြအောင်မဲဆောင်ပြီးငါတို့ကထဲဆန်းကိုစားမယ်ဒါဆိုငါတို့လည်းအစွမ်းတွေတိုးပြီး ဗုဒ္ဓကိုတော့ကြောက်ရမလို့တော့ဒီစွမ်းအားကြီးမယ်မင်းလည်းအပြစ်မရှိတော့ပဲလွတ်လပ်သွားမယ်မင်းလောကမှာမသိညာဆောင်မဲဆိုပြီးစာသဖြင့်ခေါ်စည်းရုံပါတယ်ဒါပေမဲ့သူတို့ဖိတ်တာအကြံရှိလို့ဆိုတာကိုကြိုတွေးထားပြီးသားဟူခုံကဒါတွေကိုမမှုခဲ့ပါဘူးသွေးခွဲနေတယ်ဆိုတာဟူခုံကောင်းကောင်းနားလည်ထားပါတယ်သူတို့စီယုံနာမှာအောင်မြင်ဆိုတာကိုနားလည်သွားတဲ့ငှက်ကစကားဝိုင်းကရင်ခလားဆိုပြီးထသွားပြီးရွာကိုသွားဖြတ်စီပါတယ်နောက်လူတွေကိုပါဖမ်းခေါ်လာပြီးဆရာတော်နဲ့ပါကျဲဝူချင်းတို့ကိုပါဖမ်းခေါ်သွားပါတယ်ခေါင်းဆောင်နဲ့သူ့လူတချို့တော့အပုံးကောင်းလို့လွတ်သွားခဲ့တာပါ ဒါတွေကိုဂူမာစားတောက်နေတဲ့ဝူခုံးတယောက်လုံးဝမသိခဲ့ပါဘူး။သူပြန်လာတော့ရွာကပြက်စီးနေပြီဘူးမှလည်းမရှိတော့ပါဘူး။ဒီမှာခေါင်းဆောင်ထွက်လာပြီးဆရာတော်ကိုပါဖမ်းခေါ်သွားကြအောင်အကြောင်းဆောင်ရှင်းပြလိုက်ပါရစေ။ဒီမှာပဲဝူခုံးဒေါကသာအကြီးကြီးထွက်သွားပြီးခေါင်းဆောင်နဲ့အတူရွာသားတွေနဲ့ဆရာတော်တို့ကိုလိုက်ကယ်ဖို့လုပ်ပါရစေ။တစ်ဖက်မှာဆရာတော်ကိုဖမ်းပြီးချက်စားဖို့စီနဲ့လိုက်ပတ်နေပါရစေ။ဒါပေမဲ့လောဘကြီးတဲ့ဆင်ကဆရာတော်ကိုချက်တာမဆောင်ပဲတခါတည်းစားပစ်လိုက်ပါရစေ။ ပါကျင်းတဲ့ဝူချင်းလည်းဘာမှမကင်နိုင်တာကြောင့်သူတို့ကိုသူတို့စိတ်ပြက်နေကြပါတယ်။အဲဒီအချိန်ဝူကမီးဖို့ဆောင်တဲ့ကိုဝင်လာပြီးလာခဲ့ပေမဲ့ပါကျင်းတဲ့ဝူချင်းကိုပဲတွေ့ကြရပါတယ်။ဒါနဲ့ဆရာတော်ကလည်းမီးတော့အစားခံလိုက်ရပြီလို့ပါကျဲကပြောပြလိုက်ပါတယ်။ဒီမှာဝူခုံကမင်းတို့နှစ်ယောက်ရှိရတဲ့ဆရာတော်ကတေးရသလားဆိုပြီးအပြစ်တင်ပါတယ်။ဒီမှာပဲပါကျဲကအကိုကရောဘာလို့ဆရာတော်နားမှာမနေတာလဲ။သူတို့ဖိတ်တာကိုသွားရတာလဲ။အကိုသာရှိရင်ဆရာတော်တေးမှာမဟုတ်ဘူး။စသဖြင့်အချင်းချင်းအပြစ်တွေတင်ကြရင်စိတ်ဝမ်းတွေကွဲလာကြပါတယ်။နောက်ဆုံးဆရာတော်မရှိတော့လို့ဆိုပြီးကိုလန်းကိုရှောက်ရှောက်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ အဲ့ဒီချိန်တစ်ဖက်မှာခေါင်းဆောင်ကရွာသားတွေဖမ်းထားတဲ့နေရာကိုတွေ့ခဲ့ပြီးဒီတစ်ခေါက်မှာအမဖြစ်သူကိုလည်းတွေ့ခဲ့ရပါတယ်။ဟူချင်းကလိုက်ခေါ်ပေမဲ့ပါချက်ကတော့ငါတို့ရေစက်ကုန်ပြီဆိုပြီးကိုလန်းကိုရှာဖို့ပြောရင်လမ်းခွဲကြပါတယ်။ဆရာတော်မရှိတော့သည့်တိုင်အောင်လက်စားအခြေချင်တဲ့ဝူခုံကညီနောင်သုံးဖို့ကိုရှာဖို့သွားပါတယ်။ဒီမှာငှက်မိတ်စာကအချုပ်ခန်းကိုရောက်လာပြီးမင်းရှေ့ဆက်တွင်အားလုံးတည်မယ်ဆိုပြီးရွာသားတွေနဲ့ခေါင်းဆောင်အမကိုပါတတ်ပစ်လိုက်ပါတယ်။ နောက်ဆုံးခေါင်းဆောင်ကိုပါတက်ပြစ်လိုက်ပါတယ်။ဦးကောင်းကခေါင်းဆောင်ကိုဗုဒ္ဓဖျားရှိကိုခေါ်သွားပြီးအသက်ပြန်သွင်းပေးဖို့ပြောတယ်လို့ဆရာတော်နဲ့သူတို့အခုလိုဖြစ်နေတာကိုဘာလို့မကူညီတာလဲလို့မေးခွန်းထုတ်ပါတယ်။ဒီမှာဗုဒ္ဓကထန်ဆန်းကအဲဒီခက်ခဲကိုဖြတ်ကျော်ဖို့ကံပါလာတယ်။ကံပါလာရင်ဘသူကမှရှောင်လွှဲလို့မရတယ်လို့ဘသူကမှလည်းကဲပြီးလို့မရဘူး။ဦးခုံးကိုတရားပြပါတယ်။ဗုဒ္ဓကဦးခုံးသွားမဲ့နေရာကိုပါလမ်းညွှန်ပေးလိုက်ပါတယ်။ပါကျင်တဲ့ဝူကျင်နဲ့ကိုလန်းကိုရှောင်မဲ့ဆိုပြီးမဲ့ဆရာတော်ကိုသတိရစိတ်နဲ့လွန်ဆွဲနေစေပါ။ ဆင်းကတကယ်တော့သူ့ဘိုက်တွေကဘူးထဲမှာတိမ်းထားခဲ့တာပါဆရာတော်ကမသေးခဲ့ပါဘူးသူတို့ညီကိုတုံးချောင်းညီမစားနိုင်ဖို့တိမ်းထားခဲ့တာပါဘူခုံးကဗုဒ္ဓညွှန်ပြလိုက်တဲ့နေရာကိုဆရာတော်စီးနေကြမြင်းကိုနဂါးအဖြစ်ပုံစံပြန်ပြောင်းခိုင်းပြီးစီးပြီးတော့အဲ့ဒီနေရာကိုသွားခဲ့ပါတယ်အဲ့ဒီမှာရှိရှိသမျှမိစ္ဆာတွေနဲ့တိုက်ခိုက်ပြီးနောက်ဆုံးချင်းသေးလို့ဆင်းလို့နဲ့ပြန်ဆုံခဲ့ပါတယ်ဒီမှာဆင်းတဲ့ချင်းသေးက မင်းဆရာတော့လည်းမရှိတော့ဘူးမင်းကြီးကိုလည်းမရှိတော့ဘူးဘာလို့တိုက်ခိုက်မှလဲလို့ပြောတဲ့ချိန်မှာပါကျင်းနဲ့ဝူကျင်းကပြန်ရောက်လာပြီးသူ့မှာညီကိုတွေမရှိဘူးဘယ်သူပြောလဲလို့မေးလိုက်ပါတယ်ဒီလိုနဲ့ဆင်းတဲ့ချင်းတွေကိုပါကျဲဝူကျင်းတို့နဲ့ထားခဲ့ပြီးငှက်ကိုဝူခုံးကသွားရှာပါတယ်အဲ့ဒီမှာဆရာတော်မသေးသေးတော့ကိုဝူခုံးတွေးလိုက်ရပါတယ်ဒီလိုနဲ့ဝူခုံးနဲ့ငှက်တို့တိုက်ခိုက်ကြပေမဲ့ငှက်ကိုဝူခုံးမနိုင်ခဲ့ပါဘူးငှက်မှာတစ်ဖက်လူကိုကြောက်ရွံ့လို့လှုံ့မရအောင်လုပ်နိုင်တဲ့အစွမ်းရှိလို့ပါငါပါလို့အဲ့လိုစွမ်းရှိတယ်ဆိုတော့မူရင်းဝခုံကမှဖော်ပြထားပါတယ်ဆရာတော်ကငှက်ကိုတရားပြပေမဲ့ငှက်ကနည်းနည်းလေးမှနားမဝင်ခဲ့ပါဘူး ဒါဆိုလေဝူခုံးကိုမတက်ပါနဲ့မင်းစားညင်တာငါ့ကိုမှလာဆိုပြီးဆရာတော်ကသူ့ကိုတက်ခိုင်းတဲ့အချိန်ဝူခုံးကလည်းစိတ်မထိန်နိုင်တဲ့အချိန်သူ့ကိုသူမြောက်ကြီးဖြစ်ပြောင်းလိုက်ပါတယ်မြောက်ကြီးဖြစ်သွားချိန်မှာတော့ငှက်ကသူ့အတွက်တကယ်ပေါ့စားလောက်ပဲရှိပါတော့တယ်နောက်ဆုံးတော့မြောက်နိုင်သွားပြီးငှက်ကိုတက်ပစ်မဲ့အလုံးမှာဗုဒ္ဓကပေါ်လာပြီးတားပါတယ်ဒါကြောင့်ဝူခုံးကဗုဒ္ဓကိုအပြစ်တင်ပါတယ်ဘာလို့ဒီမိစ္ဆာကိုကာကွယ်ပေးရတာလဲပြောတော့ဗုဒ္ဓကပြုသူအစ်ဖြစ်သူဟောင်းမို့ သူ့ပြစ်သူခံရမှာဆိုပြီးဆရာတော်နဲ့ဝူခုံတို့အားလုံးကိုတရားဟောပြပြီးဒေါသကြီးနေတဲ့ဝူခုံကိုလည်းတရားပြခဲ့ပါတယ်။မိစ္ဆာ၃ယောက်စလုံးကိုသူ့ပြစ်သူခံရမှာဖြစ်လို့အနောက်ရက်ကိုခီးဆက်ဖို့ဘုရားကမိန့်ကြားခဲ့ပါတယ်။ဒီလိုနဲ့ဆရာတော်နဲ့ဝူခုံတို့လည်းခီးဆက်ခဲ့ကြပါတယ်။